အဲ့တော့ထားပါတော့လေအခုတော့ကာထားတော့ကျွန်တော်ကြည့်လိုက်တော့ရာဇမတ်ကွက်ရဲ့အပြင်မှာထိုင်းပြီးတော့နားထောင်တဲ့လူငယ်လေးတွေတွေ့တယ်နော်ဟိုဘက်ရောဒီဘက်ရောလူကြီးတွေလည်းတွေ့တယ်အဲ့တော့ဒီကာထားတဲ့ကြီးကတမျိုးများဖြစ်နေမလားလို့ကျွန်တော်စိတ်ထဲနေမြို့တိုးတော်လဲတက်ရတန်ရှင်းမှုတော့ရှိပါတယ်ဗျာဟိုတနည်းအားဖြင့်လည်းကြည့်လိုက်တော့ကျွန်တော်တို့ဒီကတန်ခါတော့အရှင်သူမြတ်များနဲ့ဒီကတောင်ရှိပုဂ္ဂိုလ်များဆရာတက်လူတို့ကျွန်တော်မိတ်ဆွေတွေပါဆရာမင်းမျိုးသက်အောင်တို့ခင်ဗျာဆရာကြီးတွေကျွန်တော်အဲ့လိုထိုင်ရတယ် ခံစားမှုတမိတော်လေးထိုင်နေဆိုတော့ဒီလိုပိုင်းခြားထားတော့ကျွန်တော်စိတ်ထဲမှာကျွန်တော်တို့ကိုခြံခတ်ထားတယ်လို့ကျွန်တော်သွားမကြိုက်ဘူးပြခြံခတ်တာဘယ်သူမှမကြိုက်ဘူးနော်ထောင်ကြတာပိုးတောင်မကြိုက်သေးခုနကကျွန်တော်အမကြီးမမဆန်းပြောသွားတယ်စရရကသူကပလင်ခံထားတယ်ကျွန်မနိုင်ငံရေးမပြောဘူးတဲ့မပြောလို့တော်သေးတာဟောမိုးကောင်းကင်ဘယ်ချင်းရောက်မလဲကြည်နေတာ နောက်ဆုံးကြမှာမိုးကောင်းကင်ပါတော့တယ်ပြောသွားလိုက်တာဘာသည်ဒီစုံလိုက်တာတင်ယူဖို့စိန်လန်းတော့ငင်းချမ်းတော့ကြပြာတွေလည်းပါသွားသေးတယ်တချင်းဆူခိုင်းတာဆိုးမပြဘူးအဲ့တော့အာကျွန်တော်ပြေးထားတဲ့ခေါင်းစဉ်ကအိပ်ပျော်နေသူအများစုဟိုးတော့မှအများကြီးရှိတယ်တော့ကျွန်တော်စိတ်ထဲမှတ်မိတယ်ကောင်းမမြင်အောင်မိရထိုးထားတော့နော်အဲ့ဒီလိုမိထိုးထားတယ်ကျွန်တော်လည်းလည်းကြောက်တယ်အဲ့လိုကတ်ပြီးတော့မိထိုးတာခံရဘူးတယ်လေ ကျွန်တော်လည်းခေသူမဟုတ်ပါ10နှစ်မကြောက်ဘူးမယ်20ရက်တော့ကြာဘူးပါတယ်ကောင်းပါဦးဗျာနော်ခြိတက်လာကြတော့ပြင်းထန်နေတဲ့ကာလပေါ့ဗျာအဲ့ဒီမှာကျွန်တော်ကဗဟန်းမှာနေတယ်ဗျဟိုးရွှေကုန်းတော့ဟိုဒီကျွန်တော်တို့ရွှေကုန်းတိုင်းမီးပွိုင်အဝိုင်းဘက်ကနေပြီးတော့အเจ้าကြောင်းသားတွေကဒူအေးဒူအေးခြိတက်လာတယ်ဗျဟိုးဘက်ကဗဟန်းဝင်းဘက်ကစစ်တပ်ကစစ်ကားတွေနဲ့ဗျကျွန်တော်တို့ကအဲ့မှာပကြီးပပူးចောင်းအခု ဂျာမတ်ရှိပေါ့နော်ကိုမင်းကိုချင်းလမ်းပေါ်မှာဂျာတော့ကလမ်းထိပ်အဲ့မှာကျွန်တော်ကမိသားစုနဲ့အတူနေပါတယ်အဲ့ဒီချိန်မှာကျွန်တော်ကခြံရှိထွက်ပြီးတော့ဘာလို့လဲဆိုတော့ဒီအုံကြွတဲ့ရေတော်ဘုံကြီးမှာအလွန်တက်တိကောင်းစွာတက်ကြွစွာနဲ့ကျွန်တော်ဘာလို့လဲဆိုတော့ခြိတက်လာတဲ့ကလေးလေးတွေကိုကျွန်တော်ကကျွန်တော်တို့မိသားစုကအဲရေတို့ခုနမျက်နှာတို့ဘွားတို့ခမင်းတို့တို့အဲ့ဒါကြီးကန်းတဲ့အလုပ်မှာကျွန်တော်ရှည်ဆုံးကကောင်းဆောင်ပါတယ် အတော်ကိုတတ်တိကောင်းပါတယ်လူအုပ်ထဲမပါရဲဘူးအဲ့ဒီဟုတ်တယ်ဗျကျွန်တော်တတ်တိမရှိလို့အဲ့ဒီမင်းသားတွေဇာတ်လိုက်တွေကိုသူရဲကောင်းလို့ပြစ်တာနော်အဲ့ဒီမှာဒီဘက်ကလည်းလာတယ်ဒီဘက်ကလည်းဟိကောင်ထိုးရလဲအော်တယ်လူစုခွဲလူစုမခွဲရင်ဘာလို့ညာလို့ဟိုရလဲဟာတူကြီးချကျွန်တော်တို့ခြံရှိရောက်တော့ဂိမ်းတိုင်းတဲ့အတန်းကြီးကြားလာပြီမိုးပေါ်ထောင်ပြစ်ပြီမကြခင်ဒီလိုမိုးပေါ်ထောင်ပြစ်တဲ့ပြောင်းသွားတယ်လို့အောက်ကိုကြားရမှာကျွန်တော်သိတယ်လူထဲရောက်တော့မယ် ခလေးတွေចောင်းလူចောင်းကားလေးတွေလူငယ်လေးတွေနော်ဟဲ့ကောင်နေမင်းတို့ဝင်ပြေးဝင်ပြေးဆိုပြီးတော့ကျွန်တော်တို့နေတဲ့ပကြီဘူး6ចောင်းឆានလေးကိုကျွန်တော်အကုန်လုံးပြေးခိုင်းသူတို့ပြေးခိုင်းပြီးတော့ကျွန်တော်ကလည်းနောက်ကနေပြီးတော့မမမမနဲ့လိုက်ပြေးတယ်ကြောက်တယ်အဲ့တော့အဲ့ဒီပကြီဘူးចောင်းကြီးရဲ့နောက်မှာကျွန်တော်ဖခင်ကြီးဥွှေတော်ကြီးကိုအစိုးရပေးထားတဲ့တထက်တိုက်ကြီးရှိတယ်အဲ့ထဲကိုကျွန်တော်ပြေးပြေးပြေးဆိုပြီးတော့အမလေးချိုင်းလာ ခဲချမ်းလာဗျရင်းလေးပူလေးတစ်ခါလောက်ရင်ပေးပါဗျာနော်ကြိုက်တာဆက်ဗျာရတယ်ဟုတ်တယ်ရိုးသားပူလေးဆိုပါပဲကောင်းပါတယ်ဘလွေထဲကြံသေးတယ်မလားနည်းနည်းတော့ထက်ခိုးကြောင်ခိုးပဲမလုံးနဲ့ပြိသက်ထဲမှာလည်းတင်ထားတာဘလောက်များရှိလဲမသိဘူးနော်ချမ်းလေဆိုပြီးတော့တကယ်ချမ်းလာအဲ့မှာပြင်းနေကျွန်တော်ကပုံလေး CU ကိုဖြတ်ပြေးတာ ကြိုက်ပြီးတော့ချော်လဲအိမ်လင်းဆိုတော့စွကြဲချင်းပြလေးနဲ့ပစိုးတူလေးနဲ့ဇိုးနွားလေးနဲ့ဖနက်ကကျွတ်လဲတော့ခြေတော့ကခောက်သွားပြီးတော့မြက်ပြီးတော့ကျွန်တော်ထောင်းနဲ့ထောင်းနဲ့နဲ့ဆက်ပြီးတာကျွန်တော်အထဲမောင်းပြီးတွင်းလိုက်တဲ့ကလေးတွေကကျွန်တော်အိမ်ထဲရောက်သွားတယ်အထဲဝင်တကယ်ကိုလာပြီးတာကျေးဇူးပါလေကုလို့ရတယ်ဟဲ့ ဤကဲ့သို့ရင်နှွေးချမ်းပေးရသောကုသိုလ်ကြောင့်ဒါသည်ညီလေးသည်တစ်ချိန်မှာဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ဖြစ်ပြီးတော့ဒေါခင်ကြီးကဲ့သို့သောမိမမျိုးကိုရပါစေဗျာထို့နောက်ဒေါအောင်ဆန်းစုကြည်ကဲ့သို့သောသမီးကောင်းသမီးမြတ်ကိုမွေးနိုင်သောမိဘကောင်ဖြစ်ပါစေဗျာ အဲ့ဒီလိုအကောင်းစားတွေပြောပြီးတဲ့နောက်အလွန်ရှက်စရာကောင်းတဲ့ထောင်ကြကြောင်းဆက်ပြောပါအောင်မယ်လဲတော့ကျွန်တော်ကထောင်းနေထောင်းနေနဲ့ဆက်ပြီးအဲ့ဒီကလေးတွေအားလုံးကကျွန်တော်အိမ်ထဲရောက်သွားကြည်ရန်လဲဟန်ပြိုက်တယ်တခါပိတ်တခါပိတ်လိုက်ဘာလို့ဆိုတော့နောက်ကလိုက်လာစစ်သားကြီးကဘယ်နဲ့ကြီးနေတာကျွန်တော်ကြောက်ရတာကချင်းကြီးလားချင်းကြီးလားတိုင်းလားအိမ်လားမသိဘူးမဲသေးလားပဲရှည်ရန်စစ်မီပင်ကနေခေါ်ပြီးတော့ရန်ကုန်မြို့သဘုံဝင်စီးပြီဆိုပြီးတော့သူတို့ပြောထားတယ်သူတို့ကသဘုံလိုက်ပြစ်တာ သဘုံတရားမှလည်းမရှိချင်ပါဘူးဗျာနော်ကျွန်တော်လည်းသဘုံထင်ပြီးတော့ကျွန်တော်ရှိရပြေးထောင်းနေတော့သူကနောက်ကလိုက်အမှန်တော့ तू လိုက်တာကျွန်တော်ကမဟုတ်ဘူးတအုံလုံးပြေးသွားတယ်ចောင်းလုံးចောင်းသားတွေ तू မြင်လိုက်တာဒါမဲ့ကျွန်တော်ကအိမ်ထဲတွင်းပြီးတကားပိတ်ခိုင်းတယ်ဖက်တွေပါယူခိုင်းတယ်အဲ့ဒီကောင်လေးအကုန်ပြောင်းသွားဆက်ကြည့်တော့ကြောက်မှမတွေ့တော့ကျွန်တော်လည်းသူ့ကြောက်တာနဲ့တိုင်လုံးကြီးတော့ရှိတယ်ဗျဒီကတိဆောက်ထားတာပကြီးကြောင်းအဲ့မှာကျွန်တော်တိုင်လို့ပတ်ပြီးခိုးပြီးတော့တူရက်လက်ကြည့်တော့တယောက်မှမရှိဘူးပျောက်သွားတယ် မကြေမနက်ဖြစ်ပြီးတော့ကဲငါတောင်းဝန်ပြီးပြီပေါ့လေဆိုပြီးတော့ तू ကဒီဘက်လှည့်ထွက်ဒီဘက်လှည့်ထွက်ဆိုတော့ကျွန်တော်တိုင်လို့ဒီလိုပတ်ပြီးတော့ပြန်ပြီးတော့သူနဲ့ကွယ်ပြီးတော့ပြီးတော့မှအိမ်ထဲဝင်မှာပေါ့မောင်မင်းကြီးကဘယ်လိုစိတ်ကူးရသွားလဲမသိဘူးဒီလိုလို့ရနေဒီလိုပြန်ထွက်တော့ကျွန်တော်ကလို့ဘွားနဲ့ပဲပေးတွေ့တာ तू လက်လန့်သွားတယ်အမလေးသဘောဦးတဲ့ဒါမှ तू ထဲမှာလက်နဲ့လေကျွန်တော်ကဖလက်မပါဆွကျင်တဲ့ကောင်လေဟဲ့ကောင်သဘောဦးတဲ့ကျွန်တော်သဘောမဟုတ်ပြီးတော့ဒီမှနေတာဒီမှနေတဲ့ကောင်ကဒီလိုယုတ်လားကွာဟာ နောက်ကနေဘဲနဲ့ကြီးနဲ့တိုးကတိုးပါဆိုတော့ကျွန်တော်ကြောက်တာပေါ့ဗျာသူ့ဘဲနဲ့ကြီးနဲ့ကျွန်တော်ကြောနဲ့ထိမှာဆိုလို့အရက်ဆိုလည်းနန်းတာဗျာဟောင်းတာပဲဗျာအဲ့လိုကြီးလားဘလောက်တိုက်ထားလဲမသိဘူးနော်နာလိုက်ပြီဆိုရင်အရက်ကိုမောင်းတိုက်ထားတဲ့ပုံစံတိုင်းပဲကြောပါဗျာလမနေကောင်းနိုင်ကောင်းပါအဲ့ဒါနဲ့ဟဲ့ဟောသွားသွားသွားဆိုပြီးတော့ခြံရှိမှာကားရထားတယ်ဗျစကားကြီးစကားကြီးကျွန်တော်ရိုက်မောင်းပုတ်ပြီးတော့တင်းစားမလို့ ကျောဘက်နဲ့နဲ့ထုံးမိမှာဆိုလို့ကျွန်တော်စီကန်းသေဝဆာနဲ့ရှေ့ကနေအတော့သွားပြီးတော့ကားတော်ကိုသူတို့တင်စရာမလိုကျွန်တော်ကိုကျွန်တော်တက်ပလိုက်။ကြံလိုက်လို့အကုန်ရိုက်တင်တာပဲ။တက်ပြီးတော့ကျွန်တော်ကိုမထီအောင်ကျွန်တော်ရှီပိုင်းသွားနေတယ်။အဲ့လိုနဲ့ရောက်တဲ့တန်ဃာတော်ကြီးပါတယ်၊မင်းကလေးတွေပါတယ်၊ယောက်ျားလေးတွေပါတယ်။အဲ့လိုနဲ့ရောက်သွားပြီးတော့နောက်ကားမောင်းသွားတယ်။ကန်တော်ကြီးတွေခဏရပ်ပြီးတော့ဒါတပတ်တွေအကုန်ပိတ်ထားတယ်။ဘာလို့မှလည်းမသိဘူး။နောက်ကျဆက်မောင်းသွားတယ်။အဲ့ကျတော့ဒါတပတ်ဖွင့်တော့တော်လာရေးပိုင်းနယ်လေးရောက်သွားတယ်။အမေ 装了一百年内，我装了，谁敢一年要多？盘看也不要，别录不完，一年了没得。哎，叫着搞我公司，录一边是，要家里没事的开，但是不，哎，丰山开说，丰山爸妈没得，屋里他妈没有股票，丰山开，别录太慢了，看嘛，记录过，俺妈哎叫录录几几几几几。开呢，咱他妈就那酸肉面，要了，哎呦，边也过了没着，先把这看嘛。 စွကြဲလေးနဲ့အဲ့မှာနေပူမိုးရပါဗျမယူသားဘူးဒါမှမယူသားတာတခါလေးယူသားတယ်လောကကြီးအဲ့တိုင်းပါပဲနော်အဲ့ဒါနဲ့ကျွန်တော်ဖြည်းဖြည်းချင်းဒါလေးမှောက်သွားမယ်ချမ်းချမ်းနဲ့စွပြောတာကလူရောင်လို့အဲ့နဲ့ကျွန်တော်ဘေးမှာအဲ့လိုကရင်လေးလားကချင်လေးလားချင်းလားဝတ်တဝတ်တဲ့နဲ့ဗျဒါဖြူနဲ့ ရဲဘော်လေးတယောက်တနတ်ကင်ဆောင်ကျွန်တော်ကြည့်ကိုကြီးဟာခင်ဗျာဘယ်လိုဖြစ်ရလဲလဲဗျာမသိပါဘူးကွာငါလည်းအဲ့လိုအိမ်မနေနဲ့ဆွန့်ခိုင်းရင်ငှက်တင်ပါလာတာပဲလို့ဖဏလည်းမပါဘူးစွတ်ကြယ်လေးနဲ့လေနေရာလည်းပူမိုးကလည်းရွာကျွန်တော်တုံခိုက်အဲ့မှာဖြစ်နိုင်ရင်လေကျွန်တော်ခင်ဗျားကိုကျွန်တော်ကက်မင်းပြန်ပြီးတော့အင်ဂျီလေးနဲ့ဖဏကလေးနဲ့ပေးလိုက်ချင်ပါတယ်ဗျာဒါမှမဟုတ်ကျွန်တော်တာဝန်နဲ့ဆိုတော့ဘယ်လိုမှမလုပ်တော့ဘူးကိုကြီးဟာအေးကွာငါကြီးဟာတတ်မတော်နဲ့ပြည်သူကြည်ပြူးနေကြတယ် စစ်သားလေးဟိုဗျကျွန်တော်ပေါ်ကျင်လာတာပေါ့ရဲဘော်လေးဆိုတော့ကြည့်ပါစီတော့ကွာအဲ့လိုနဲ့ကားပေါ်ပြန်တက်ပေါ့ဗျာနော်ဇက်လမ်းကိုကျွန်တော်တို့နည်းနည်းခက်မြန်မြန်ရစ်လိုက်အောင်ရှေ့ကြော်လိုက်အောင်နော် speed လေးတင်လိုက်အောင်ကားပေါ်တင်တယ်လီဖုန်းကြီးအလုံးပိတ်ဘယ်ဒီမောင်းသွားမှလည်းမသိဘူးကျွန်တော်ထင်တော့ည6နာရီခွဲ9နာရီလောက်ရှိပြီသိတော့သိပြီဒါခေါ်သွားပြီပေါ့နော်အိမ်ကလည်းမသိလိုက်ဘူးကျွန်တော်ပါသွားမှာအဲ့လိုနဲ့နည်းနည်းလေးအရှိန်တုံသွားတဲ့ချိန်ကျတော့ မမြင်ရတဲ့တာလဘရဲ့ဟိုဘက်ဝဲရံဘက်အတန်နေကြတယ်ပြည်သူလူထုရဲ့အတန်နေပြည်သူဆိုတာအဲ့ဒါပဲမိဘပြည်သူဆိုတာမိပွားမိပွားနဲ့ခုံချခုံချဟာအဲ့မှာကျွန်တော်ကအတွဲအတွင်းရောက်နေတော့ခုံမချတော့ဟိုကားနောက်ခန်းရောက်နေတဲ့နှစ်ယောက်သုံးယောက်လွတ်သွားတယ်အဲ့ဒီမှာဦးစင်တစ်ပါးပါတယ်ဟာဟုတ်ပြီဆိုတော့နောက်တစ်ခါမိပွားအတုံနှေးမှာတော့ခုံချတော့မယ်ဆိုပြီးတော့ကျွန်တော်လည်းအဲ့နောက်ပဲသွားနေကျွန်တော်ဘေးမှာတန်ဃာတော်တစ်ပါးရက်ဦးစင်တစ်ပါးရှားတကာဖြစ်သွားတယ်ချက်ချင်းကိုဘွဲတော့လည်းမသိဘူးကြောင်းလည်းမသိဘူး ဥစဉ်ရတဲ့သင်းပိုင်ကောင်ကြိုက်ထားတယ်။ဧကတိကိုဗျမ်းနေလို့ပတ်ထားတယ်။ဟာဥစဉ်ဒါကြီးဒီတစ်ခါတုံ့ငနဲ့နှီးသွားရင်တော့ခုံချရကြောင်းကောင်းပြီတုံ့ငနဲ့နှီးသွားဥစဉ်1 2 3တိုင်းဆိုခုံချရတယ်အင်းစိန်ထောင်ဘူးပါရှင်တဲ့တယ်ကြီးကိုခုံချငုတ်တုတ်ကလေးဟာဟာစောင့်နေသူရ ဟာဒီကောင်းนี่တော်လာပြီလားဒီဦးစင်းเนี่ยဒီကောင်းကြီးဘာမှမလုပ်ရသေးဘူးကြည်သာအလိုက်ပြီးစွာနဲ့ရှေ့ကိုရက်ပြီးတော့တာဝန်သိပြည်သူတွေပေါ့ဗျာเนาะထဲရောက်သွားရောပုံစံပေါ့ဗျာအဆောင်ထဲမှာထားရောလူ100လောက်ဆန့်နဲ့ထားရမယ်အဆောင်ထဲမှာလူက600လောက်ထားရောမယူသိစကားမိန်လာဘုံကတခုတည်းမကောင်းလိုက်တဲ့အနတ်တဲ့ကျွန်တော်နှာခေါင်းပေါက်ကလေးထုတ်ပြီးတော့တန်နေကြနေရှူးအဲ့မှာကျွန်တော်ကလူတစ်ယောက်ကတ်လာတယ် ခမရစိုက်စရာချီဦးညုံမလားဟုတ်ပါတယ်ဗျာဟာဘလို့ဖြစ်တာလဲဗျာမြင်နေတိုင်းမယ်လို့ခမရနဲ့အတူတူပဲခမရကဘလို့ဖြစ်တာလဲကျွန်တော်မေးတော့လူကစိတ်ကတိုးတာစိတ်ကညစ်ရတယ်ကြုံလဲတယ်ဟိုဆရာကွက်စည်းထဲမှာဈေးသာဝယ်နေတယ်ဘာညာမသိဘူးကားပေါ်တက်ကားပေါ်တက်ဆိုရင်တက်ပြီးပါလာအကုန်သိမ့်ကြုံပြစ်တင်တာဗျာရန်ကုန်မြို့သဘုံစည်းပြီဆိုတော့နေပါဦးနဲ့ဟာဆရာချီဦးညို့ ဟုတ်ပါတယ်ဗျာအာခမရကျွန်တော်ဟိုမှာဒီမှာတွေ့မှုတွေလေစာပေဟောပြောပဲပါညာတယ်ဟာဖြစ်မှဖြစ်ရလေဗျာလေဘာကြောင့်ခမရရေးတဲ့ယရနာဂတိအကျဉ်းသားဝတ္ထုကျွန်တော်မနှင်းညာတယ်ဖတ်ထားသေးတယ်ခမရကိုအကျဉ်းသားဖြစ်နေတာဆိုင်မူလေးလို့စာရေးဆရာဆိုတော့နည်းနည်းဘုသူတ္တဆောင်လာလေ့လာတော့ဘောလို့ကိုင်းစဲကျော်လဲရောထိုင်အဲ့လိုနဲ့ကျွန်တော်နားမှာလူတွေအုံအုံလာတယ်ဗျာကျွန်တော်ဝတ္ထုဖတ်ဘူးတဲ့လူတွေပြိဿဆိုကြပါစို့ဗျာ 哎呦，改别秘叫别舒服了，肯定我处理表彰没哈，叫那肠奶嘛，肠奶嘛，弄的我处理一边的，如果来拿肠保的，哎呦那如外那谁谁都是偶那嘞，看见了，他按那玩意儿的，叫那我听几遍了，天哪，地上晒太来了，头晕，他脚不敢不一撇端来呢，天我说你路他那么撇倒，我们一家脚说带背起来，讲这个，喏。 တယောက်တည်းသီးခြားနေရတဲ့အကြမ်းမှာဆယ်မိမဟုတ်ဘူးเนาะဒါတော့ကျွန်တော်အဲ့ဒီအဆောင်မှာကျွန်တော်အာ9ရက်ပင်နေရတယ်တိုက်ထဲမှာကျွန်တော်16ရက်နေရတယ်ကောင်းလေဒါကိုယ်ပိုင်ဖြာစုပ်လေဖြာအစအတော့ကြည်ရတာဒီတမန်တလင်းမှာအပြည့်ခင်းထားသူ့ရဲ့ရှေ့ရကောင်လေးဘယ်နှယောက်ချိုးသွားတာမသိဘူးနည်းနည်းလေးကွက်ကွက်ကလေးပဲကြမ်းတော့အဲ့တော့အိတ်လိုက်တန်းခေါင်းရောခြေတော်ရောကတမန်လေးနဲ့တိုက်ရိုက်ကြည့်တွေ့ အဲ့မှာပြောစီကလေးတွေကျွန်တော်ရတဲ့ထញ្ញက်ကလေးတွေဗာလေးတွေညာလေးအဲ့မှာပြောစီထောင်စားလည်းမရှိဘူးဖမ်းမိသွားမှလည်းအိမ်ကလည်းမသိဘူးလေအဲ့တော့နောက်ကျတော့ဘယ်ရောက်လို့ဘယ်ပေါ်မှောက်ကိုမသိဘူးပေါ့ဗျာအိမ်ကလည်းအဲ့မှာအဲ့ကြမှာကျွန်တော်နည်းနည်းစားရတော့တာအရှင်ပြေးသွားတယ်မြူသိစကကိုပိုင်ကံဖလားရပါတာအများနဲ့တော့ကိုရောကသွားတော့နော်ကို့အနားနဲ့ကိုပဲ okay သွားတယ်အဲ့ကြတော့ဖြစ်ပေါ်တာတစ်ဖက်ကဘုတ်ကင်ကောင်လေးကရေတက်ကန်နေပြီးတော့ဖမ်းမိထားတဲ့ရဲဘော်လေးဗျာ သူကလည်းကျွန်တော်ဝတ္ထုဖတ်ပြီးတော့ဟာအကိုရဲ့ဆရာရဲ့ဆိုပြီးတော့ကျွန်တော်တွေ့အဲငပိကျော်လေးတွေပြီးတော့အခုတွေ့ဆရာတွေ့ဒါဒီပါလေဒါသဘောဒါသဘောဒီဟင်းဟင်းဂျိုပေါ့နော်ဆန်လဲတိတ်မညိုတော့ဘူးဖြူတော့မဖြူသေးဘူးဗျအဲပြာလဲလဲလေးအဲကျွန်တော်လည်းစားရတာမဆိုးဘူးပေါ့လေဒါသဘောဟင်းဂျိုကလည်းမမဆန်ပြောသလိုအဲ့လိုမဟုတ်ပါဘူးမမအမအဲ့လိုကြီးမပြောပါနဲ့နော်လူခွင့်ကြီးအပြည့်ရှိပါတယ်အင်မတန်လက်ဆက်တယ် ခရွတ်ခွန်ဟင်းညိုတော့တာကျွတ်ကျွတ်ကျွတ်မြည်တယ်အဲ့ငွေလေးဖြာစားချိုတန်ဖို့တွေတူပြီးတော့၉တောင်ရခဲ့တယ်ဗျအဋ္ဌိထံနဲ့ဆော်ထည့်လာအဲ့ဒီ၉တောင်ပြည့်တဲ့နေ့ပဲလွတ်ပါတယ်ခေါ်စစ်တယ်စစ်ပြီးတော့ဘယ်လိုလုပ်ဖမ်းခါလဲလူလူပါပဲပြောဆိုဟာဒီကောင်ဘာမှဖြစ်တော့တဲ့ကောင်မဟုတ်ဘူးထွက်သွားတော့ထောင်ရှုပ်တယ်ဆိုကျွန်တော်ပြန်လွတ်ပလိုက်တာဘာမှလည်းကြီးကျယ်လုတာလည်းမဟုတ်ဘဲနဲ့အဲ့တော့ပြန်လွတ်လာပြီးတော့ပြောအောင်မယ်ခင်ဗျ ဟိုဘက်တပည့်တော်ရဲ့တိုက်ပိတ်တဲ့ခန်းရဲ့ဒီဘက်ခန်းမှာဥစဉ်နှစ်ပါးဗျဘယ်ကနေဘလို့ရောက်လာလဲမသိဘူးတပည့်တော်ရဲ့ဒီဘက်ကျတော့လူ၃ယောက်ဗျတိုက်ပိတ်ခံထားတိုက်ထဲမှာဘလို့၃ယောက်ထားလဲမသိဘူးဟိုဘက်ကဥစဉ်တပည့်တော်ခန်းကိုကြော်ပြီးတော့ဒီဘက်ကဥစဉ်ကဒီဘက်က၃ယောက်ကိုမနဲ့ကြရင်ဆိုတော့တီလာပေးတယ်ဗျရုံမမြင်တန်ကြကျွန်တော်ကကြားရတယ်ဘာလို့တော့ပါလဲ ကြာပြီกว่าတခါလို့၄လရှိပြီလေသီလပေးသီလပြီလုံနိုင်ရှိထားတဲ့အကုသိုလ်လေးကင်းစင်အောင်လက်ဒီဘက်ကဦးဆရာလည်းငါမြင်လည်းမမြင်အောင်ဟဲ့ကောင်အလဲကောင်ဘယ်သူလဲกว่าနောက်တဲ့လူသစ်ပါဖေမင်းမှသီလယူกว่าယူပါမယ်ဖေဟန်ဘာနီတိနထဘာရပါလိုက်ဆိုပြီးတော့ငါဘာသီလချပြီပါဏတိပါဒအဋ္ဌိနာဒါနာကာမိတုမိဆာဆာလာသူရမေရိယဟာဘယ်လိုဖြစ်တာလဲမူရဝါဒကျမ်းနေ ကျွန်တော်ကမသိဘူးလေဦးစင်းလှားអော်တယ်ဒီတိုက်ခဲမြင်လည်းမမြင်ဘူးလေမြင်လည်းမမြင်ရအောင်ဦးစင်းမူသာဝါဒကြားနေတယ်ဗျာဟာမင်းကနောက်တဲ့កောင်ဆိုဘယ်သိမှာလုံးလဲမင်းတို့အစ်စ်ခိုင်လိန်ပြီးထွက်ကြအောင်ပါပဲတဲ့အဲ့ဒါကြောင့်အဲ့ဒီကံမထိုင်အောင်ငါတို့မူသာဝါဒချမပေးဘူးကွာတဲ့ဒါထောင်တွင်းသီလပေးနေဆိုအဲ့လိုခေါ်တယ်ကွာမင်းသူများထောင်ကြတယ်လက်ခုပ်ပြီး ရဒီရတဲ့မောင်သားချူတောက်တော့ကုံတော်လေးပါဖြစ်စုံးတာပဲတခါဒီလိုရောပါရောမှန်တော့အဲ့လိုနဲ့လွတ်ရောဆိုတော့ဗျာကဲသားပါတော့လူပြည်တော့အောက်ပိုင်းကနည်းနည်းမကောင်းကျင်ဘူးဆေးတွေပါလေလိမ့်ဆေးမစ်ဆိုလေးပါလေလိမ့်အဲကျွန်တော်လွတ်သွားတော့လွတ်လာတဲ့ခါကျတော့အိမ်ရောက်တဲ့ခါကျတော့ဒီသပင်းလေးကိုအကုန်လုံးအတုံညှက်ပြစ်တယ် ဘာလို့ဆိုတော့1400စပိန်နေဆိုပြီးတော့အမေပြီးတော့လေဒီကြတဲ့ကောင်ကြီးကဒီစပိန်မဲပြန်ပေါက်တာပဲနော်အဲ့မှာဟောပြောပွဲတွေစရစတော့ကျွန်တော်ခေါ်ရောအဲ့တော့ကရှစ်လေးလုံးကကျွန်တော်ရှစ်လေးလုံးမတိုင်းမီဟောကျွန်တော်ကြအင်းစိန်ထောင်တွင်းကိုအစောဆုံးရောက်ပြီးတဲ့နောက်အစောဆုံးပြန်ထွက်လာတဲ့ဆိုင်းဆရာချူးညို့မယ်ကျင်ညာလားကျင်ညာလို့ကောင်းတယ်လေအဲမှာကျွန်တော်အမေရိကန်တန်ရုံရှိရှင်းနေမြယုံရှိခုနကရှူးမွားတိုက်ရှိဆင်းရွက်လားစသည်အဖြစ်အဲပြီးတော့မကူလား ်နော်အဲ့ရှင်ဘုံသာလမ်းပေါ့ဗျာမှတ်မိသေးတယ်ရှင်ဘုံသာလမ်းမှာကျွန်တော်နဲ့အတူဟောတဲ့ပုဂ္ဂိုလ်ကအကော်ဒီယံအုံးကျော်ဟာကော်ဒီယံကြီးတီးပြီးတော့ကဘာမကြီးဆိုတာနောက်ကျသူလည်းဘယ်ပြောက်တော့မှမသိဘူးရှင်ဘုံကတိုက်ရှိကြတော့ကျွန်တော်မှတ်မှတ်ရအဲ့တော့မောင်သူရနဲ့အဲ့မှာစတွေ့ဘူးတာဇာကနာနဲ့လူချင်းတော့ခင်းနေတာဟိုအဖေချင်းခင်းနေသူ့အဖေနန်းညွတ်ဆွေနဲ့ကျွန်တော်အဖေဆွေတော်ညွတ်နဲ့ခင်းကြတယ်ကျွန်တော်တို့ညီကိုလိုနေတဲ့နေရောက်ကအဲ့ကြမှာဇာကနာ ခြေဦးညိုသွားတယ်ဟာကိုအဲဟေးမေးအားပါညာပေါ့ဟောပြောတယ်ဟောရင်းနဲ့တော့မှတ်မှတ်ရရတခုလို့ထည့်ပြောလိုက်မယ်ဗျာကျွန်တော်ရဲ့ရှိစုပဲစုဆယ်နှစ်တော့မဟုတ်ပါဘူး21ရဲ့အတွေ့အကြုံလေးပါနော်ကျွန်တော်လည်းမမဆာကိုအဲ့တော့အမိလိုက်တာတော့မဟုတ်ဘူးပေါ့ဗျာနော်နောက်မောင်နှမနှစ်ယောက်ဒါမျိုးလဲမကြုံရစီနေဘယ်တော့မှလည်းကြုံမှမကြုံမှမထင်တော့ပါဘူးနော်မကောင်းပါဘူးထောင်ကြတယ်ဆိုတာအိမ်ထောင်ကြတာကလွဲလို့အိမ်ထောင်ကြတယ်မကောင်းပါဘူးကောင်းပါတယ်ဟောဒီခွေက ဟိုပြန့်ဒီပြန့်နဲ့အိမ်ရောက်ရှင်ရောက်လာအောင်ပါဗျာအဲ့တော့နော်ပြောဥပါရယ်ဆရာကြီးတက်သူဖုန်းနိုင်ကရောက်လေရနေရာတိုင်းကကျွန်တော်သူ့ကြုံမခံပြီးရိုက်တော့မန်လေးမန်လေးရောက်မန်လေးကနေဖုန်းဆက်မမနေစုသူ့ဇနီးဒေါ်နေနီနီမောင်မန်လေးရောက်နေပြီဟဲ့နီမောင်ပြူးလူမှာဟဲ့နီမောင်စကိုင်းပဲရောက်ဟာဖုန်းကခဏခဏဆက်တာအဲ့တော့ဘဘအဘဆရာကြီးမမနေစုဖုန်းဆက်လိုက်လားမင်းသားဘာတိလဲကွာ 要加刚说啦，过民嘛国，交钱要上二万。啊，好比像艾罗，艾罗交钱要上、啊、那百多米？没人啊，交钱要上一上一两百户，大概交多少米块？啊，交底下面艾罗路嘛高难喏，多么 freedom from fear，说啦，大概高难，就那表现来了，交钱嘛，给路钱。艾罗呢，大疙瘩，靠右边。好不要问，这么贵是要不要喂，矮人嘛，讲什 ဝတ္တကာရပုံသားဖျက်ဆီးလိုက်လို့လိပ်စွေဒီမိုကရေစီပြိုကွဲတဲ့အကြောင်းပဲကျွန်တော်ဟောပါတယ်နင်မဲကဆကျွန်တော်စကလုံးရင်းသီးသီးနဲ့ကျွန်တော်ဘယ်တော့မှပြောပါဘူးအဲ့မှာတာဂိတဖိတ်တော့ကျွန်တော်သွားရသွားတော့အဲ့မှာကျွန်တော်ညီမလေးလိုက်လာနှမကျွန်တော်ညီမကနာမည်ကငင်းငင်းနဲ့အမှုပညာနာမည်ကဒေါမလေးတဲ့မင်းသမီးဒေါမလေးအရင်တော့ချမ်းသာစားထဲမှာကမောင်ချမ်းသာနဲ့အတူတူရှင်မစားထဲမှာဒေါမလေးကကျွန်တော်လိုက်လာဒေါမလေးပါလာတယ်ပါဆိုတာတာဂိတကဒေါမလေးပြိတ်လက်ပြ ရှင်ဘန်းပြိဿဗျ။ဟာဆရာချင်းညွယ်နှမညမဓောင်းမလေးပါဓောင်းမလေးပါတက်ဟောပါ။အခုကျွန်တော်တော့ငြင်းတော့ပြောနေပြီဟောခိုင်းနေပြီဘယ်လိုလုပ်อ่ะဘာမှလည်းမပြောတတ်ဘူး။ငါပြောမယ်နှစ်တခွမဲ့ပြောပြီးပြန်ဆင်းလာတယ်ဒါပဲ။ဘယ်လိုပြောอ่ะကျွန်မဓောင်းမလေးဖြစ်ပါတယ်ရှင်။ဒီမိုကရေစီမရသမျှကာလပတ်လုံးဓောင်းမလေးဘယ်တော့မှဇက်မကဟုရေရေကြီးဒိတ်ထန်သစ္စာကလေးပြုလိုက်ပါတယ်ရှင်။ဒါပဲပြောပြီးပြန်ဆင်းခဲ့။သူကလည်းခြားကျွန်မဓောင်းမလေးဖြစ်ပါတယ်ရှင်။ဒီမိုကရေစီမရသမျှကာလပတ်လုံးဘယ်နဲ့ကဘာညာပြောပြီးတော့ ပြန်ဆင်းလာပြိတဲ့ဖြောင်းဖြောင်းပေါ့ဗျာအဲ့ဒီနောက်ပိုင်းမှာစင်ကာပူထွက်ပြီးတော့ထမင်းရောင်းလိုက်တာအခုထိပါပဲပြန်ကုန်မလားဆိုအခုတော့ကျွန်တော်ဟိုနေ့ကဖုန်းဆက်ပါတယ် festival ထိုးပါတယ်ပြန်လာတော့မလားတဲ့နင်းဒီတခွန်းပြောတာမာမလီသူများတွေတောင်ပြန်လာပြီလို့နော်ဆက်သွယ်နေပြီလို့နော်ဥဟန်ကြောင့်ဝေလို့ဒေါက်တာတင်မောင်သားလို့လည်းဂရီဂရီလာနေကြပြီလို့အဲ့တော့နင်းဘာမှမဟုတ်တော့ပါဘူးဟာလို့ပြန်လာခဲ့လို့ပြန်လာမယ်တဲ့ဒီမှာထမင်းဆိုင်ကအကျွေးတွေပြီးနေဆိုရှင်းလိုက်အောင်မယ်တဲ့နော် ါတော့လာရင်းမနဲ့ဒူပါရဲ့အဲ့လိုပေါ့ဗျာမကောင်းပါဘူးကျွန်တော်တို့ဖြတ်တန်းခဲ့တာသဘောလေးကိုဇီးပီစုထည့်ပြီးတော့လှင့်လိုက်သလိုအကုန်လုံးသားတကွဲမရတော့ဘူးဒါပေမဲ့မောဆာပြောတဲ့စကားတိုင်းလိုက်ပြောမယ်ဆိုရင်တော့ကျွန်တော်စိတ်ထဲမှာကြည်နူးမှုရှိပါတယ်73ရက်နေရပြီးကြတယ်လား72ရက်နေသမရာကြီးဦးသိန်းစင်ရဲ့အမိန့်နဲ့ပြီးကြတယ်လား73ရက်နေမှာ650တယောက်အဲ့ထက်မှာ88ခေါင်းဆောင်ကိုမင်းကိုနိုင်တို့ကိုကိုကြီးတို့ စသည်အဖြစ်သူတို့တွေပါလာတယ်ဝန်တာစရာကောင်းပါတယ်အဲ့ထဲမှာလဲဖြစ်ပုံပြောအောင်ပဲဗျကျွန်တော်တို့အဲ့ဒီကြမ်းကြမ်းဖမ်းဖမ်းခတ်ကြောင်ကြောင်နေအများကြီးကြုံရတယ်အဲ့ဒီဆက်သွင်းနေကကျွန်တော်ကပြင်ဦးလွင်မှာကျွန်တော်ရဲ့မောင်စွင်းပရိကုံးရဲ့မောင်သားချိုးရဲ့ခုနကအာနေဝင်းမြင့်တညကိုနှစ်ယောက်စီဟောပြီးတော့ပြန်လာကြတယ်မန္တလေးကနေတဆင့်ကျွန်တော်တို့ကအဲဘကန်နဲ့ပြန်လာအဲဘကန်စီစဉ်ပေးလို့ ပြန်လာပြီးတော့မောင်ဆွေဘရီကုန်းကတော့ကျွန်တော်တင်ခင်ရတော့ तू อ่ะ baggage မအပ်ဘူး तू ဟန်ဂရီနဲ့ဟုတ်ဆိုထွက်သွားကျွန်တော်ကတစ်တာတွေဘာရင်းညာတွေဘာတော့အဲ့ဒါတွေရွေးပြီးတော့မှကျွန်တော်ထွက်လာတော့အဲ့ဒီဆက်သွင်းနေရစောင့်နေကြတာကအဲ့ဒီနေကအဲ့ဒီနိုင်ငံရေးယုံကြည်ချက်အကျဉ်းသားတွေလွတ်မဲ့နေဗျာလေစိတ်မှာမင်္ဂလာရုံလေရင်ကွင်းမှာနိုင်ငံတကာနော်လေစိတ်ပေါ့ဗျ International Airport ရန်ကုန်မင်္ဂလာရုံလေစိတ်ဆိုက်ထားတဲ့လေရင်လည်းနှစ်ဆင်းမှရှိနော်နိုင်ငံတကာအဆင့်မီကြီး ဲ့ဒီမှာလာကျုံနေကြတာဟုတ်ဗျထောင်ကန်နေပြီးတော့ဗဲမြကြီးနာတို့ဘာတို့လေရင်နဲ့လိုင်းမန္တလေးတို့လေရင်နဲ့လွတ်လာကြမယ်နိုင်ငံရေးယုံကြည်ရဲ့အကျဉ်းသားတွေစောင့်နေတဲ့အပြင်မှာကလေးတွေအများကြီးပဲလူငယ်လေးတွေတီရှပ်ဖြူမှာအနီးနဲ့လွတ်လွတ်လွတ်ဆိုပြီးတော့စာရေးထားတဲ့ရင်ပတ်မှာဟာကျွန်တော်လည်းမသိဘူးလေအဲ့ဒီ650တိတော့အဲ့လိုဖြစ်လာတော့ကျွန်တော်လမ်းညမှာသိရတာလွတ်ပြီဥခင်ညွတ်မှာပါဝင်ပေါ့လေနော်အဲ့မှာဘုရားကြီးအောင်ဥခင်ညွတ်မှာပါဝင်အဲ့မှာ လေစိတ်ထဲကနေကျွန်တော်ထွက်လာသူတို့တွေအများကြီးပဲအဲ့ဒီမှာအသိတွေပါတယ်မောင်သူရာလည်းပါတယ်ဇာန်နာလည်းပါတယ်သူကလည်းအကုန်လုံးစီမံခံခွဲနေတာအကုန်လုံးကျွန်တော်သိတဲ့ journal list တွေရောစာနယ်ဇင်းတွေရောကျွန်တော်တွေ့ရတော့ကျွန်တော်လည်းဘောင်းမီနဲ့အုတ်ထုတ်ချင်းတွေပို့ပို့ပါကြီးပေါ့ဗျာနော်ဟာဆက်ချစ်အေးအေးလွတ်လာပြီလားအေးလွတ်လာပြီရောင်ပြီးတော့ဟာမဟုတ်ဘူးမဟုတ်ဘူးဟောမျောပဲပြန်လာတာတကယ်ကြိုးရပါတယ်အကယ်၍မောင်ဇာကနာနဲ့များတွေ့ရင်ပြန်မေးကြည့်ပါနော်အဲ့လို့ ီးတော့မှယောင်ပြီးတော့သူတို့လည်းကျွန်တော်ဝန်သားအထုတ်ဆိုဟင်းလွတ်လာတယ်မဟုတ်ဘူးခါဆိုနှုတ်မဆက်တော့ဘူးကျွန်တော်ကျွန်တော်လည်းကုံချောင်းကုံချောင်းနဲ့တက္ကစီငှားပြန်လာခဲ့ရအဲ့လိုမျိုးတွေပေါ့ဗျာနော်ကဲထားပါတော့အဲ့လိုတွေပြောပြီးမှမဟုတ်တော့ဘူးအဲ့တော့ကျွန်တော်ခေါင်းစဉ်ပေးထားတဲ့အောက်ကိုတည့်တယ်သွားပါမယ်ကျူပီတာ၁၆ရောက်တဲ့လူငယ်များရဲ့လူငယ်စာရိတ္တမြစ်တီစာပြီးဟောပြောပွဲကောင်းလိုက်တာเนาะပြီးတော့ခုနကဟိုမမဆန်းပြောတာလေး နားထောင်ရင်းနဲ့ကျွန်တော်ဒီမှာတီးထားလေးတခွန်းတော့ကျွန်တော်ပြောလောက်မယ်ပြသတိရတော့ဘာလို့ဆိုတော့ခုနကဆင်းရဲမွဲတေမှုပပျောက်ကြီးမွဲတေမကြိုက်လို့ရေးလိုက်တယ်ငါ့ဆိုင်ရဲ့ကလောင်စွမ်းလဲပေါ်ပါလိမ့်မယ်ဆင်းရဲမှုရှော့ချာကြီးပေါ့ရှော့ပေါ်ကြီးပေါ့နော်အဲ့မှာကျွန်တော်ထပ်ပြီးခေါင်းနဲ့စကလုံးတစ်ခုပေါ်လာတယ်အဲ့မှာကျွန်တော်မှတ်ထားတယ်မတရားချမ်းသာမှုရှော့ချာကြီးဆိုတော့လုံးတင်တယ်လို့ထင်တယ် ဒါပေမဲ့62ခုနှစ်လို့ပြည်သူပိုင်သိမ်းတာမျိုးလို့အဲ့လိုတော့မလုပ်ပါနဲ့နော်တရားတစ်ပြင်ချမ်းလာတာတော့မလုပ်ပါနဲ့အဲ့လိုမတရားချမ်းလာတာကိုရှော့ချလိုက်ရင်တော့ဒီဆင်းရဲမှုရှော့ပေါ်ရင်းနဲ့နည်းနည်း balance ပြန်ညီသွားပြီးတော့ခုနအခွင့်အရေးတွေရသွားပြီးတော့နော်ကျွန်တော်တို့နိုင်ငံတော်ဆင်းတဲ့ပါလို့ပေါ့ဗျာတရားမျှတလွတ်လပ်ခြင်းနဲ့မသွေးမျှတပြီးတော့တရားဥပဒေနော်အဲ့ဒါဆိုရင်အရှင်ပြင်မယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ညာမိသလောက်ပြောတာပါကျွန်တော်လည်းနိုင်ငံကြီးမပြောဘူးနော်ဟို တခုတော့ရှိတာပါဗျာကျွဲကူးရေပါဆိုတဲ့သကလုံးရှိတယ်လေကျွဲကူးရင်တော့ရေပါမှာပဲเนาะအဲ့တော့ဟိုနိုင်ငံကြီးအကြောင်းကျွန်တော်မပြောပါဘူးကျွန်တော်ကျွဲအဖြစ်နဲ့တော့ကူးပါမယ်เนาะအဲ့တော့လူငယ်များစာရိတ္တမြင့်တယ်ဒီသကလုံးကိုကျွန်တော်တရားစဉ်းစားကြည့်လူငယ်များစာရိတ္တမြင့်နေကြလို့ရအခုလို့လုတ်တယ်ဆိုတဲ့ကွာဒါဟာစာရိတ္တမြင့်လို့စာရိတ္တမြင့်လို့မကောက်အတိညာမှာမြင့်မှုရေးချည်တယ် မြတ်စွာဘုရားရဲ့ဂုံတော်၉ပါးထဲမှာတက်တက်မြောက်ဂုံတော်ဝိဇ္ဇာစရဏသမ္မာနောဆိုတာပါတယ်ဝိဇ္ဇာစရဏသမ္မာနောဝိဇ္ဇာအတိစရဏအကျင့်လူဟာအတိနဲ့ကျင့်တယ်အဲ့လိုဂျိုင်းလူတက်မှသူကတက်တယ်စရဏအကျင့်နဲ့တက်ပြီးတော့ဝိဇ္ဇာအတိကနှိမ့်သွားမတက်ဘူးတစ်ဖက်ဆောင်နေဖြစ်နေဝိဇ္ဇာတွေတိတ်အတိတွေပညာတွေတိတ်တက်ပြီးတော့အကျင့်ကယုတ်နေပြီဆိုရင်အဲ့ဒါခေတ္တလူဖြစ်မယ်လောကကြီးကအဲ့တော့နှစ်ခုစုံပြန်တက်မှာအဲ့တော့စာရိတ္တရောကိုကျင့်တရားရောအတိညာပညာရော 你定了，不黑了，知道？我拜拜。爸爸